ကိုယ်ရရလည်းဝါသနာပါတယ်ဟိုပြဿနာတွေကိုအကနဲ့ဖြေရှင်းရမယ်ဆိုတော့အကနဲ့ဖြေရှင်းလိုက်တယ်အသေးွယ်လဲအသေးွယ်လဲက စိတ်နဲ့လည်းကောက်ပျော်လည်းကောက်ဆိုလို့နည်းနည်းကောက်မယ်ကောက်ဝရေးကြည့်တယ်ဒီတရုတ်ဆောင်လုံးလုတ်တယ်ဆိုတာကြတော့စိတ်စိတ်နဲ့ပြီးအလုပ်လုပ်ရတဲ့အရာရယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကားပြီးသွားလို့နောက်တစ်ကားကို character change မယ်လို့ဂျားထဲမှာအားတဲ့အချိန်ဆိုညီမအကတဲ့နဲ့ကိုတန်းပြေတယ်ဘာလို့လဲဆိုတော့ညီမစိတ်ကို relax လုပ်တဲ့သဘောပေါ့နော်ပြီးတော့လေဒီအကဆိုတာကလည်းကျမ်းမိုင်နဲ့လည်းညီညွတ်တယ် ဟိုပြီးတော့လဲဟိုဘယ်လိုပြောမလဲလူငယ်တွေဆိုရင်တချို့အဲ့လိုလမ်းမရောက်နေမဲ့အတူတူဒီလိုအကသင်တန်းနေလာတာတို့ဘတ်စကတ်ဘောဆော့တာတို့အားကစားရဲအဲ့ဒါလေးတွေကိုလှုပ်စီခြင်းတယ်ပေါ့နော်ဟာဟာအေးအေးဘူး2 3 4မင်္ဂလာပါ ခုက The Secret Dance Studio ရောက်နေရပါညီမဒီစနေတနေ့နေ့ဆိုရင်အများရန်ဒီမှာကလာလေးကျင်နေပေါ့နော်။ကဲဒီမှာတင်နေကြတီချယ်ရှိတယ်။ဘယ်သူလဲဆိုတော့မိတ်ဆက်ပေးပါလိုက်ခဲ့။မင်္ဂလာပါပစီ။ဒါတော့တီချယ်နေကြီး။ Hi နေကြီးပါ။ကျွန်တော်ရဲ့အကဆရာမ။နော်ကြောက်လားကဆရာမ။ ကျောက်ကျောက်ပေါ့ကျောက်ပေါ့သူမင်းတူမနိုင်တကယ်လူရတယ်လို့ဘယ်လိုလဲနုညံ့နေဟောဟေးစားနော်အရှိမလဲအိမ်မကောင်းတဲ့အိမ်မရိုက်တော့ကလည်းအကတည်းကနေကြရတယ်အဲ့နေပြီးတော့မှ TikTok တွေကိုင်းတယ်အကောက်ထက်ကကျင်နေဆိုပြီးတော့အမတငယ်ချင်းတရားနေတော့ဒီချင်းကြီးစီသွားလိုက်တဲ့သူနဲ့ရရင်ရင်းနေတယ်ဆိုတော့အဲ့ဒီချင်းကိုဖုံးဆက်ပြီးကြည့်ရပါလား Five six 7 go boom cha cha ha ha to be ya ကိုတိုင်းမဲ့သွားမှာပြီး boom ဒီရှင်ဘက်ကိုရဲရှိုးရိုက်ကိုပြစ်ချပြစ်ပြီးအဲ့ဒါကိုဒရိုလင်းပွိုက်သွားမယ်အနောက်ကနေနော် right to left 5 6 7 go 1 2 3 4 လေးချက်ဖက်စီကအရန်စ조사ရတယ်ပေါ့နော်သူနဲ့နေရအဲ့လိုမင်းသမီးတယောက်နဲ့တောင်အဲ့လိုမျိုးဆက်ဆံရရလို့မတွေးရဘူးပေါ့ပေါ့ပါပါရှိရယ်ပြီးရင်ကိုရီဆိုရင်လည်းသူ respect ပေးရရရောတကွာသူပြန်ပြီးရော respect ပြန်ပေးမိရယ်သူနေပုံထိုင်ပုံရောအရန်သဘောကျရယ်ပေါ့နော်ကြော်တက်တာလေးကလည်းတိုက်ကြည့်ရအဲ့ဆိုတယောက်နဲ့တယောက် crush ကြရင်တူနေပေါ့ မတို့ကဒီတရုတ်ဆောင်လုံးလုပ်တယ်ဆိုတာကြတော့စိတ်စိတ်နဲ့ပြီးအလုပ်လုပ်ရတယ်အရာရယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီကားပြီးသွားလို့နောက်တစ်ကားကို character change မယ်ဆိုဂျားထဲမှာအားတဲ့အချိန်ဆိုညီမအကတဲ့နဲ့ကိုတန်းပြေတယ်ဘာလို့လဲဆိုတော့ညီမစိတ်ကို relax လုပ်တဲ့သဘောပေါ့နော်ပြီးတော့လေဒီအကဆိုတာကလည်းကျမ်းမိုင်နဲ့လည်းညီညွတ်တယ် ဟိုပြီးတော့လဲဟိုဘယ်လိုရမလဲလူငယ်တွေဆိုရင်တချို့အလိုလမ်းမရောက်နေမဲ့အတူတူဒီလိုအကသင်တန်းနေလာတာတို့ဘတ်စကတ်ဘောဆော့တာတို့အားကစားရအဲ့ဒါလေးတွေကိုလှုပ်စီခြင်းတယ်ပေါ့နော်ညီမဆိုရင်လဲညီမအမြဲကတယ်တချို့တွေဆိုပြောအမအကမမသွားကတာလဲဘာလဲညာလဲမင်းရင်ညီမဒီမှာကပြစ်တယ်ဆိုတာလေးကိုပြောပြတယ်ပေါ့နော်ဘာလို့လဲဆိုတော့လူငယ်တွေအကုန်လုံးညီမတို့ဆိုငငယ်ရွယ်ရွယ်နဲ့မတင်ထားခဲ့ရတော့ជីမជីမကလက်တက်တက်လေးဖြစ်စမ်းလိုက် အဲကြီးရောအဲ့လိုကကြင်လာပေါ့နော်ကကြင်လာတော့ပြီးတော့ကိုကိုရိုင်းကလည်းဝါသနာပါတယ်ဟိုပြဿနာတွေကိုအကနဲ့ဖြေရှင်းရမယ်ဆိုတော့ကနဲ့ကိုဖြေရှင်းလိုက်အသေးခွဲလဲအသေးခွဲလဲကသိမ့်ရလဲကလဲပျော်လဲကကောင်းဘလို့နေနေကောင်းမယ်ကဝါရေးကြည့်တယ်ဖုန်ထာထာဟာဟာဒုံတာတာတာဒုံတာတာတာ okay နောက်ဆုံးငါအရန်လွယ်တယ် right right ပြီးအလဲတက်တက်တစ်ချက်ထက် boom ta ta ချာအဲ့မှာခန္ဓာကိုယ်ကြီးကလိုက်ထားပြမယ်ချာတာချာကိုကြောဟုတ်တယ်အဲ့လေးခွက်ဆန့်ကြည့်မယ်နော်ညီမဆိုရင်အကဒီလေးကျင်ထားတာဖြစ်တဲ့အတွက်ကွာတစ်ခါလေကြရင်တချို့ post ပေးရတဲ့ဟာမျိုးတွေဆိုရင် အကမှာကြတော့မျက်နှာ expression ကအရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ သူတို့ကအဲ့လိုတချင်းတန်နေနဲ့ပြီးတော့ဘီဘီကိုနားထောင်ရတာပဲပေါ့နော်အဲ့ဒီဘီတန်နဲ့အတူမျက်နှာ expression ရပါညီမဆိုရင်ဟို right your family ဒီတန်နဲ့တပြောပြန်နေသူတို့ဆိုရင်ကလာရင်မျက်နှာ expression ကြီးရမိုက်တယ်နော်အဲ့လိုမျိုးဆိုတော့ကွာအဲ့ဒီຢာတွေကညီမတို့ရဲ့ဒီ modeling နဲ့ဒီတရုပ်ဆောင်ပိုင်းမှာလည်းတက်ရမှုရှိတယ်လို့ညီမကခံစားရတယ်ပေါ့နော်ဘယ်နားမှာဆိုရင်ဘလို့မျက်နှာကြီးအဲ့လိုကြီးပေါ့နော်မန်နဲ့ဟန်တော့တိချက်ဆိုပူကျွမ်းတာပေါ့ ာပြဿနာပဲလားလားဘာဆိုင်ရှင်းတာလဲနော်ဒီစဘာလားအကနဲ့ရှင်းတာ stress တွေအကုန်လုံးဒီအကလည်းပဲနင်မျောထားတယ်တခါလေကြာရင်လည်းအဲ့လိုအားကစားလုပ်တဲ့အချိန်တွေလည်းရှိရအဲ့အကုန်လုံးညီမညီမအားမှာရှိစမြ stress တွေအကုန်လုံးဆင်းရဲကြရအကုန်လုံးညီမဒါရင်နဲ့ပဲပြန်ပြီးတော့ဖြောပြန်ပြီးတော့ဘယ်လိုပြဖြေဖြောက်တယ်ပေါ့နော်အဲ့တော့လေပြောချင်တာကတော့ဒီလူငယ်တွေလည်းငယ်တန်းဟို stress ပြီးပြီးတော့ဟိုကိုကိုကိုငါဒါလုပ်လိုက်မှာဟိုကလုပ်လိုက်မှာဆိုတာထက် ကိုရဲ့ stress ပေါ်ပါသွားအောင်လို့ညီမဆိုရင်အကတင်တန်းနေလာရတယ်။ဥမာအားကစားပတ်ဆိုလဲအားကစားပတ်ပေါ့နော်။အဲ့လိုမျိုးလေးတွေဖြစ်စေ။ And if you hear me sounding calm, the device, go on the journey, stay patient, get to the max, so that you can please ပေါ့เนาะဒါကတော့အဓိကပြောချင်တာကတော့လူငယ်တွေကဒီလိုမျိုးဟိုအပျော်ပါးတွေပဲလုပ်နေမယ်အတူတူပေါ့เนาะအားကစားတွေလုပ်တာပဲဖြစ်ဖြစ်ဒီလိုအကတန်တန်းတွေပဲတက်တာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့ဒါလေးတွေကိုပို့ပြီးတော့လုပ်စီခြင်းနဲ့အမ်ဘယ်လိုပြောရမလဲဟိုညီမတို့ဆိုရင်ငငယ်လေးတွေကသာမိဘတွေကဒီလိုအကတန်တန်းညီမတို့ခက်တော့ကလည်းဒီလိုမျိုးတွေကမပေါ်သေးဘူးလေအခုဆိုခက်တွေလည်းမှိနေပါ ਈ ပေါ့เนาะအဲ့လိုဖြစ်လာတဲ့အတွက်ခလေးတွေကိုလည်းဟိုဘယ်လိုပြောမလဲ ပကြီးတန်းနန်းပို့တာဖြစ်အကတန်းနန်းလေးပို့တာဖြစ်သူတို့ဝါသနာပါလာလေးတွေကိုမိဘတွေပေါ့နော်အဲ့လိုမျိုးလေးလုတ်လုတ်ပေးစေချင်တယ်ပေါ့နော်အဲ့ခါကျရင်လည်းဒီ secret dance studio လေးကိုလာခဲ့ပါလို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်ဖိတ်ခေါ်ရတယ်ဆောင်းနေ